990ဇတိပါတယ်ဖះအလောင်းမိသားစုတို့ရဲ့တောကထိမ့်သိမ့်ပုံလေးကိုကြည့်မယ်ဆိုသူတို့ဟာတောသွားပြီးတော့လက်ထွန်ကြတာဖာနဲ့ရောက်လက်ထွန်လက်ထွန်တဲ့အခါမှာပါးကလေးကိုမွေရကန့်လိုက်တာတော့တယ်မှာတွေ့တယ်မွေရကိုက်ခံရတယ်စိတ်တွေမှုန်းပြီးတော့တေရမှုမှုဖြစ်သွားပြီတေဆုံးသွားတယ်ဆိုပါလို့စိတ်တက်ပြီးရင်ကြောက်ကတ်တို့ဘာလို့အလုံးမလုံးနိုင်တော့လူဟာ သိဆုံးသွားတာပဲအဲ့လိုသိဆုံးသွားတဲ့အခါအဖေလုံးတဲ့ပုဂ္ဂိုလ်ဟာထွန်ရင်ရရင်သိတော့သူတို့အိမ်ကိုလူတယောက်လူချုပ်နဲ့တရင်ပို့လိုက်တယ်ဒီနေ့ထမင်းတယောက်စာပဲပို့လိုက်လို့ဘာရညာတွေမပြောဘူးတယောက်စာပဲပို့တော့သွားတာနဲ့ရောက်ကိုတယောက်စာပဲပို့တော့ဆိုဟိုအိမ်ကနေပြီးတော့ထမင်းချက်တဲ့အမျိုးသမီးကအိတ်ရှင်မကအော်တယောက်စာဆိုသူခေါင်းထဲမှာ တယောက်ကပဲသွားလို့ရုံလို့ဒီလိုထိအောင်မတွေးတော့ရင်တယောက်မရှိတော့ဘူးလို့တွေးလိုက်အဲ့တော့မှားလိုက်သူကဘာလုပ်လဲဟောလူကြီးကမှားတာလားလူငယ်ကမှားတာလားဆိုလူကြီးလှုပ်တဲ့လူကမှားတယ်လို့ဆိုတော့ဒါပြင်ငါသားသိတာဖြစ်သူကလည်းတယောက်စားလေးယူပြီးလာတယ်ဆိုရင်တော့ကမဖြစ်ကြဘူးပြပြတည်သွားပြီဆိုတာကိုဆိုရင်တော့ကမဖြစ်ထမင်းမွဲတယောက်စားပဲယူလာပြီးတော့အဲ့ဒီတော့မှပဲ မိသချိုလိုက်ကြတယ်ပေါ့ဒီကလေးကိုအဲ့ဒီမိသချိုလိုက်တဲ့အခါမှာဘာဖြစ်လို့တောကမဖြစ်တာလဲလို့မေးတဲ့အခါမှာသူတို့အဖြေလေးကရှင်းရှင်းလေးပဲသူတို့ဟာဝိပဿနာတရားအထောက်ထားလို့တောကထိနိုင်တာမဟုတ်ဘူးဘာပြောတော့လို့ဆိုတဲ့အခါသူအားတဲ့ငါတို့အိမ်ကိုလာတာငါတို့ကလာပါလို့ခေါ်လို့လာတာမဟုတ်ဘူးတဲ့တော့သူလာတာအခုပြန်တော့လို့ငါတို့ကပြန်တော့လို့ပြောလိုက်တာမဟုတ်ဘူးသူကသူပြန်သွားတာ လာတော့ကလည်းသူ့ဘာသာသူတယောက်တည်းလာတယ်ပြန်တော့လည်းသူ့ဘာသူသွားတယ်သူ့လမ်းသွားတာဘာသူ့လမ်းသူ့သွားတာဘာကိုဆရာရှိနေလောကသဘောဝဟုသူတို့စဉ်းစားအဲ့ဒီစဉ်းစားတာနဲ့တောကကိုထိန်းတယ်အမှန်မြင်ခြင်းဟာတောကဒီစိတ်တောကကိုထိန်းတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘာကြောင့်လူတွေကငိုကြတော့ဆိုငါသားလေးဖြစ်မှဖြစ်ရလေဆိုပို့မှုပြီးအဲ့ချာ ဖြစ်မှဖြစ်ရလေငါသားမှဖြစ်ရတယ်ကြံတဲ့လူတွေဘာလို့မဖြစ်တာတော့ဘေးလည်းကြည့်လိုက်သေးတယ်သူကငါတို့အိမ်မှာဘာလို့ဖြစ်ရတာသူတို့အိမ်ရောမဖြစ်ဘူးလားတော့အဖော်ရှာတာအဲ့ဒါလူတော်ဘာဘာပြောပြတာပါနော်အဲ့ဒါလို့သူများထင်အောင်လိုက်အဖော်ရှာတယ်ကိုယ့်ရင်ထဲမှာဖြစ်တဲ့တောကလိုက်ပြီးတော့ညှိပြီးတော့သူကလှုပ်ချင်တဲ့သဘောငါတို့မှဖြစ်ရလေခြင်းဆိုတဲ့ယူကြုံမရတဲ့စိတ်ကတောကဖြစ်လာစေ အေးသေးတယ်ဆိုတာလူတဘာဝပဲသူ့ကိုငါတို့ကမုံလို့နင်ထုတ်လိုက်တာလည်းမဟုတ်ဘူးလာတော့ကလည်းသူ့ကိုချစ်လို့ခေါ်ထားတာလည်းမဟုတ်ဘူးအေးသူချိန်တန်တော့သူအိမ်ပြန်လာပဲလို့ဒီလိုပေါ်ပေါ်လေးတွေးလိုက်တာဒီပဲနဲ့တော့ကဖြစ်ပြီးတော့ငိုကြွေးတာမလုပ်ကြဘူးအဲ့တော့မှန်ကန်တဲ့အတွေ့တစ်ခုဟာရှင်နေကတော့ကကိုဖယ်ရှားနိုင်တယ်လို့သူဆိုလို့တယ်ပေါ့ဒါကြောင့်အမှန်မြင်မှုဆိုတာ ကိုကိုစဉ်းစားထားကြရမှာဖြစ်တဲ့အေးလူဆိုတာမွေးလာကလေးကသိဖို့ပဲဆိုစဉ်းစားထားအဲဆိုရင်တကယ်သိရမယ်ဆိုရင်သိပြီးတော့ကမဖြစ်ကြဘူးအဲလိုမဟုတ်ဘဲနဲ့မသိဘူးသူတို့သာသိတာငါမသိဘူးလူတွေကပြောကြသေးတယ်သူသိငါပို့ငါပို့သူသိသိတာသူရှိပဲငါမပါဘူးအပြန်အလှန်ပြောကြသေးတယ်နော် ူသိရင်ငါပို့မယ်တဲ့ငါပို့တော့သူသိတယ်တဲ့အဲ့ဒါလို့သိတဲ့ဘက်ကိုသူများကိုပဲထားပြီးတော့ကိုယ့်ဘက်ကိုမထားအဲ့ဒါလို့အတွေးတွေဖြစ်ပြီးတော့ဖြစ်မဖြစ်ရလေချင်းဆိုတဲ့ယူကြုံမရမှုကြောင့်လူတွေကတော့ကဖြစ်ကြတာကိုယ့်ကိုယ်ကိုလည်းဆိုးရှုံးနစ်နာခြင်းတစ်ခုလို့တွေ့တယ်ဒါကြောင့်ဒီရိုးရိုးလေးစဉ်းစားပြီးအမှန်မြင်မယ်ဆိုလို့ရှိရင် တော်သင့်သောကာထိမ့်သိမ့်နိုင်စမသောပစ္စည်းလေးတစ်ခုကိုရထားတယ်ဓမ္မိုလ်ကြီးမားတဲ့ပစ္စည်းတစ်ခုရဟုတ်ပြီငါနဲ့ထိုက်လို့ငါရထားတယ်ရထားတဲ့ပစ္စည်းသူများလက်ထဲပါသွားတဲ့အခါကျဩငါလက်ထဲမှာ तू မထိုက်တန်တော့လို့ तू ထွက်သွားတာပဲလို့ဒီလိုတွေးနိုင်မဲ့ဆိုရင်တော့နှမျောတတ်တာပြီးဖြစ်နေမှာမဟုတ်ဘူးပေါ့ပစ္စည်းကလည်းသင်္ခါရလူကလည်းသင်္ခါရ ဒီပစ္စည်းဆိုတာလက်တင်ရသွားနေမှာပဲလူကတော့လေပစ္စည်းကိုထားခဲ့ရမယ်ပစ္စည်းကတော့လေလူကိုထားပြီးသွားမှာပဲပစ္စည်းနဲ့လူလူနဲ့ပစ္စည်းဆိုတာဘယ်တော့မှသာဝရတွဲနေတဲ့အရာမဟုတ်ဘူးလို့စောစောကတည်းကကြိုတင်စဉ်းစားထားရင်ထိုပစ္စည်းပေါ်မှာနှမျောတတ်တာမှုစွာရှော့ချထားနိုင်မှာဖြစ်တယ်အမှန်မြင်မှုဟာစိတ်ရဲ့အေးချမ်းမှု ဖြစ်စေအဲ့တော့မအေးချမ်းတော့အပူတွေပူဆွေးတာပဲဖြစ်တယ်အပူတွေပူဆွေးတာတည်သွားတဲ့လူကိုပူမယ်ဆိုလို့ရှိရင်ပြန်လာမှလည်းမဟုတ်ဘူးငိုသည့်အတွက်ကြောင့်မျက်ရည်ကုံယုံမဲရှိတယ်ပြန်လည်းမလာဘယ်တော့ပြန်မလာမှန်ကန်တဲ့ဟာမဟုတ်သို့သောလူတွေကမမှန်မကန်ပဲဒီလိုပဲ တွေးတောပီောရင်ထုမနာဖြစ်နေကြာအဲ့ဒီချိန်မှာရင်မက်ကိုထုမနာဘူးတဲ့ထုချီပဲဆိုရင်အဲ့ဒါခေါ်ရလားမသိဘူးရင်ထုမနာဆိုအဲ့လိုမမကန်ကန်တရားတော်နဲ့စဉ်းစားနိုင်လို့ရှိရင်လူတွေဟာတောကကိုကျော်လွှားနိုင်မှာပဲဖြစ်တယ်ဗောမြတ်စွာဘုရားပေးတဲ့ဤကတော့တောကကိုကျော်လွှားဖို့ဆိုတာ ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိတရားနဲ့ပွားများအထောက်ရမယ်ရုပ်ခန္ဓာစိတ်ခန္ဓာကျဲ့ဝေဒနာစိတ်ရဲ့သဘောသဘာဝကျန်တဲ့သဘောဝတရားတွေပေါ်မှာစဉ္ညသုံးသက်ခြင်းဆိုတဲ့တတိပ္ပံတရားကတောကတွေကိုလွန်မြောက်နိုင်တယ်လို့သူဟောတယ်အဲ့တော့မင်္ဂန်တဲ့အတွေ့အကြုံက လက်တော့ကတွေကိုရှော့ချနိုင်တယ်အတော်အသင့်ရှော့ချနိုင်တယ်လို့ဆိုအေးအမှန်မြင်မှုဆိုတာဝိပဿနာတရားနဲ့ကြည့်ရှုစဉ်းကျင်သုံးသပ်တဲ့အခါမှာအမှန်မြင်တာလေးကိုမြတ်စွာဘုရားအမှန်မြင်ပုံကိုတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာတုံးနဲ့တူအမှန်မြင်ပုံလေးကိုဓမ္မပရဒေသနာတော်မှာဟောပြောတာ အဲ့ဒီယဟန်တော်အတွက်ဥတီပြီးတော့မြတ်စွာဘုရားဟောတယ်လို့ဒီလိုပဲမှတ်အောင်ပါဖြစ်တယ်အဲ့တော့ကြံတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီပုံစံနဲ့ပြင်မယ်ဆိုလို့ရှိရင်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဟောတဲ့ထေတနာဘာတော့ဆိုလို့ရှိရင်ဖိနုပမံကာယမိမံဝိဋိတ်တဝါကိုယ့်ရဲ့ယုခန္ဓာကိုရှိကို ရှင်မြုပ်ဆိုင်ကြီးလို့ရှုမြင်သုံးသပ်ပါတဲ့တော့ကုန်းခေါင်ကောင်းမှနေတဲ့လူတွေကရေမြုပ်ကိုတွေ့ချင်မှတွေ့ကြမှာသူတို့တွေ့ရင်ဆိုင်ထဲကနေ form ဆိုရေမြုပ်ကြီးတွေတွေ့ကောင်းတွေ့တယ်မြေချောင်းအဲ့အိုင်းနားနေတဲ့ပုဂ္ဂိုလ်တွေကြတော့မိုးရသည့်ကာလမှရှေတိုးတဲ့အခါရေမြုပ်ဆိုင်ကြီးတွေမျောလာတတ်တယ် ရေမြုပ်ဆိုရေတွေကတကယ်ကိုအမြုပ်တွေဖြစ်ပြီးတော့ဖောင်ဖွဲ့ပြီးတော့မျောလာတဲ့ရေမြုပ်ဆိုင်ကြီးတွေရှိတယ်။နော်။ကင်ကြည့်လိုက်လို့ရှိရင်ဘာမှမရှိဘူး။ရေမြုပ်ရေမြုပ်ဆိုင်ကြီးတွေကအေယဝတိမြေကျောင်းမှာမျောလာတတ်တယ်တခါတည်း။အဲ့ဒီဖေနာဆိုတဲ့ပါဠိစကားကအင်္ဂလိပ် form ဆိုတဲ့ရေမြုပ်ပဲနော်အဲ့ဒီပုံစံနဲ့အခက်ဆက်ရေမြုပ်ဆိုတာ အနှစ်သာရမရှိတဲ့ဖော်ရုံကြီးလိုဟာမျိုးကြီးတယ်အဲ့တော့ယုတ်ခန္ဓာကိုဟာရှင်မြုပ်ဆိုင်ကြီးလိုပဲလို့ခန္ဓာကိုရှင်မြင်သုံးသတ်တတ်ရမယ်ဒီလိုသုံးသတ်တာဟာမှန်ကန်တယ်တဲ့မရိစိဓမ္မံအဘိတံဗုဒ္ဓတော်ဆိုဒါရင်မကဘူးခန္ဓာကိုယ်ကြီးရဲ့သဘောသဘာဝဟာတဲ့ အထင်နဲ့အမြင်မမှန်ကန်သည့်အတွက်ကြောင့်တန်လျက်နဲ့တူညီတဲ့သဘောရှိတယ်လို့လဲသိရှိသားလဲရမှာဖြစ်တယ်။အဲ့တော့ဒီနေရာမှာတန်လျက်ဆိုတာသိချာလာတော့မသိဘူးနော်။တန်လျက်အကြောင်းပြောရင်တန်လျက်ဆိုတာတရားစစ်ကိုပြောတာမဟုတ်ဘူးနော်။တန်လျက်ရဲ့သဘောကဘယ်လိုဟာတော့ဆိုရင်ရေကန်းဆက်တို့သို့မဟုတ် နွေရာသီမြေကြီးကိုရေဘူးနေဘူးတွေဟတ်တဲ့အခါမှာအဝေးကနေကျင်လက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 ်နဲ့လေးလိုင်းလေးတွေလို့ဖြစ်နေလိုင်းလေးတွေလို့ထင်ရတယ်ရှေကန်းဆက်တွေတို့သို့မဟုတ်တဲတောင်ပြင်းတို့လို့တောင်ပြင်းနေရှင်နဲ့အလန်းဝေးတဲ့နေရာကုန်းမြင့်နေပေါ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်တရာကရေး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 နဲ့ရှေးပြင်းမှာလိုင်းကြီးရဲ့ကလေးတွေထားနေသလို့ အဲ့ဒီအသွင်ကိုဆောင်နေပေါ့ဘဝနေချင်းရေလို့ထင်ရလောက်တယ်အဲ့ဒါကိုတန်လျက်လို့ခေါ်တယ်တန်လျက်ကိုရေထင်လို့ရွှေသမင်းအလိုက်မှားတယ်ဆိုရက်ဗမာစကားရှိတယ်နော်အဝဲနေချင်းတကယ်ကိုရှင်ပြင်းကြီးလို့မြင်ရလောက်အောင် illusion ဖြစ်သွားသူရဲ့အထင်အမြင်တွေဟာလွဲမှားသွားတယ်အဝဲနေချင်းလဲတကယ်ကတော့မြေကြီးပေါ်မှာ အပူလေးတွေ ရှိန်လေးတွေဟတ်နေတဲ့အခါမှာအပူရှိန်နဲ့အခိုးငွေ့လေးတွေကလေပေါင်းဆက်ပြီးတော့လှလလလနဲ့လှုပ်ရှက်လှုပ်ခတ်နေတဲ့အရာလေးများသာဖြစ်တယ်အနာရရောက်သွားရင်ဘာမှမရှိဘူးနော်ဝေးရနေချင်းရင်လှုပ်ခတ်နေတယ်အဲ့ဒါကိုတန်လျာလို့ခေါ်တယ်အဲ့ဒီခန္ဓာကိုယ်ကြီးကိုလည်းပဲတန်လျာအသွင်ဆောင်းနေတယ်ဆိုတာကိုလည်းရှုမြင်သုံးသပ်ရမယ်တဲ့ စတဝနာမရတပဖောပကာနိအဲ့လိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဘာမှအနှစ်မရှိတဲ့ရေမြုပ်ကြီးနဲ့တူတယ်တန်လျက်အသွင်လုံးဘာမှမှန်ကန်တဲ့အရာမဟုတ်ဘူးအထင်နဲ့အမြင်ပါစင်အောင်လွဲနေတဲ့အရာများသာ ဖြစ်တယ်လို့ဒီလိုရှုမြင်သုံးသပ်တာနဲ့တပြိုင်နက်ကိလေသာတွေရဲ့ ကိလေသာတွေလွှမ်းမိုးထားတဲ့တဏှာဝုဆိုးကိုဖယ်ရှားပစ်ပြီးအတ္တတဏ္ဏမစ္ဆူရာသတ္တကိစေတိမင်းမမြင်တဲ့နေရာကိုရောက်သွားနိုင်ပါတယ်လို့ဒါမြတ်စွာဘုရားဟောလို့တဲ့အထိပ္ပယ်ပဲเนาะဆိုလိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘာမှအနှစ်သာရမရှိတဲ့အရာ အမှန်ကမဟုတ်တဲ့အရာလို့ရှုမြင်နိုင်ပြီဆိုလို့ရှိရင်နဲ့ရှင်တွေကတွေ့တာမှုတွေမုံနိမှုတွေဖယ်လိုက်ပြနိုင်တယ်ဖယ်လိုက်လို့ရှင်မင်းဟာသိခြင်းတရားရဲ့သိမင်းရဲ့မမြင်ွယ်ရာစိတ်ဉာဏ်ရာအရောက်ကိုရောက်သွားနိုင်တယ်တို့ဆိုရင်သိမင်းကမင်းကိုဖမ်းနေဦးမှာပဲလို့ဆိုလို့တယ်နော်သိမင်းဆိုတော့သိမင်းဆိုတဲ့အကောင်ကဘယ်လာတာတုံးလို့လဲစဉ်းစားမနေနဲ့ ဖေယတာရုံလို့ဆိုအဲ့တော့ကလေးတွေနားလဲအောင်ပြောမင်းသေမင်းမြင်ဘူးလားဆိုမမြင်ဘူးတဲ့မမြင်ဘူးရင်မှန်လေးထောင်ပြီးတော့ကြည့်လိုက်လို့တချို့သေမင်းကတဏ္ဍာပကွဲကြားနေတချို့ကလည်းအဲ့ဒါမိတ်ကတ်တွေလိန်ထားတယ်သေမင်းဆိုတာတခြားသွားမရှာနဲ့ကိုကိုတိုင်ကိုယုခန္ဓာကိုကြီးခေါ်သေမင်းကြီးလို့သူတို့တင်စားပြီးပြောတာနော်ဆိုလိုတာ ဘုန်းကြီးတို့အရက်မှတကာကြီးတယောက်ရှိတယ်။သူ့အသက်မေးရင်မကြိုက်ဘူး။မကြိုက်တဲ့မကြိုက်ရတယ်မကိုသူကပါပြောတော့အသက်ကိုလာလာမမေးနဲ့သေမင်းချသွားဆုံးလို့။အဲတော့သူကသေမင်းကိုအဝေးလာတယ်မှတ်နေတာ။သေမင်းကကြားပြီးသားပဲငကိုတဲ့။သေမင်းချသွားမှဆုံးလို့။ဒါတွေကတင်စားပြောတဲ့စကားတွေသေတတ်တဲ့ခန္ဓာကိုယ်ကြီးကိုဆွလို့တယ်ပေါ့။ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးက တည်တတ်တဲ့ခန္ဓာကိုယ်ကြီးပဲအလုံးဟာပျက်စီးတတ်တဲ့အရာတွေကိုရထားတာဖြစ်တဲ့အဲ့တော့မြတ်စွာဘုရားကအကျိုးတရားပါလို့ဆိုအထတနာမစ္ဆူရာသတ္တခိစေသိမင်းရဲ့မမြင်ရာကိုရောက်တယ်ဆိုတာနိဗ္ဗာန်ရောက်တယ်ကိုပြောတာနော်နိဗ္ဗာန်မှာခန္ဓာမရှိတော့ဘူး ရုပ်ခန္ဓာနာမ်ခန္ဓာတွေအကုန်လုံးချုပ်ငိမ့်သွားတဲ့နေရာကိုရောက်သွားတာကိုပဲသိမင်းရဲ့မမြင်ွက်ရရောက်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့ရုပ်နာခန္ဓာရှိနေသေးရင်သိခြင်းတရားရှိအောင်ပါပဲတဲ့ဒါဖြင့်သိခြင်းတရားကင်းလို့အောင်ဘာတွေလောရတာတုံးလို့ဆိုရင်ရင်ထဲကလောဘဒေါသမောဟဆိုတဲ့ကိလေသာအကြောင်းတရားတွေကိုရှင်းပြနိုင်မှာ သိမင်းရဲ့မမြင်ခွေရနိဗ္ဗာန်ကိုရောက်နိုင်တယ်လို့ဆိုအဲ့တော့နိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်မရောက်နိုင်အောင်ဘယ်သူတွေကလုံနေတော့ဆိုရင်ဘုန်းကြီးတို့တွေရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေခိတ္တတာတွေလုံနေတာပဲအဲ့ဒါတွေရှိနေသမျှနိဗ္ဗာန်ဆိုတာရမှာမဟုတ်ဘူးအဲ့ဒါတွေဖယ်လိုက်နိုင်ပြီဆိုရင်နိဗ္ဗာန်ရတယ်လို့သူတို့ပြော